စစ်တပ်ရဲ့အတူအရောင်ရွေးကောက်ပွဲအတွက်နာမည်ကျော်ဆိုတော်များကိုဝါဒဖြန့်ခိုင်းပြန်အကြံဖက်စစ်တပ်ကပြုလုပ်မဲ့အတူအရောင်ရွေးကောက်ပွဲအတွက်နာမည်ကျော်ဆိုတော်များကိုခေါ်ယူပြီးဝါဒဖြန့်ချီရေးလုပ်ငန်းများမှာအတင်းအကျပ်ပါဝင်စေကြောင်းသတင်းရင်းမြစ်များကဖော်ပြပါတယ်စစ်တပ်ကအဆိုတော်အောင်လဝေလဖိုးကာရဲရင်အောင်အောင်ထက်ဖြိုးမြတ်အောင် ဟန်နီတာ နီနီခင်စောမိစန်နီချမ်းမြင့်မောင်ချိုမေလာတန်စင်အိတ်ချစ် အင်းမြဖြူနဲ့လိမ်မော်သီးတို့ကိုခေါ်ယူပြီးရွေးကောက်ပွဲထောက်ခံရေးဗီဒီယိုများမှာစစ်တပ်ရေးဆွဲထားတဲ့စာသားတွေကိုရုပ်ဆိုစေခဲ့ပါတယ်။ဒါအပြင်အဆိုတော်အားလုံးကိုလည်းဆက်လက်ပြီးဒီလိုနည်းနဲ့ရိုက်ကူးသွားမယ်လို့စစ်တပ်ကတရားဝင်ထုတ်ပြန်ထားပါတယ်။ဒါအပြင်ကိုင်းစာရေးဆက်တဲ့တူတူမဲသွားပေးကြဆိုတခြင်းကိုမိုးရံစွန်းနန်းစုရည်ဒီဆိုရတနာမိုင်တို့ကတီးဆိုထားပြီးထုံးကုတ်ကိုယွန်းယွန်းတင်စာတို့ကတရုပ်ဆောင်ထားတဲ့ဗီဒီယိုကို စစ်တပ်လက်အောက်ခံရုံမြင့်တန်းကြားချန်နယ်များမှာ ထောက်လွှင့်ပြသနေပါတယ်စစ်တပ်ကစိုးရော်များတရုတ်ဆောင်များနဲ့အမှုပညာရှင်အားလုံးကိုရွေးကောက်ပွဲထောက်ခံရေးလှုပ်ရှားမှုများမှာမဖြစ်မနေပါဝင်မှုဖိအားပေးစေခိုင်းနေတယ်လို့သိရှိရပါတယ်တစ်ဖက်မှာလည်းစစ်တပ်ရဲ့ခက်သမိုင်းကိုဒုံးဆိုင်မိသူများရွေးကောက်ပွဲဝါဒဖြန့်ရှိရေးဗီဒီယိုကိုလူမှုကွန်ရက်ပေါ်မှာဝေဖန်ခဲ့တယ်လို့ဆိုပြီးဒါရိုက်တာမိုက်တီခတန်ထုံးစော် ဇပ်ပုတ်တယုတ်ဆောင်ကျော်ဝင်းထွခကျော်မင်းထွဟာသာတယုတ်ဆောင်အုံတိုင်းခဇော်မြင့်ဒါရိုက်တာအောင်ချမ်းလူဒါရိုက်တာတက်လွင်ခစပြုထွန်းတက်လွင်တို့ကိုလည်းစစ်တပ်ကဖမ်းဆီးထားပြီးဖြစ်ပါတယ်ရှင်